ကျမတို့ဆက်လက်လေးရဲ့အပိုင်း၃ရောက်လာပါပြီ။အရှင်မင်းကြီးအရှင်မင်းကြီးကိုတေးစေချင်တဲ့သူကတော့အရှင်မင်းကြီးရဲ့မိဖုရားငယ်ပါ။ဘလို့မင်းကငါရဲ့မိဖုရားငယ်ကိုတောင်မှအပြစ်တင်ရဲတယ်ပေါ့မူမတ်ကြီး။ရဲမတ်တို့သူ့ကိုအပြစ်တင်သွားပေးလိုက်။နေပါဦးရှင်မင်းကြီး။တေးတယ်မပေးခင်ကျွန်တော်တခုဝန်ခံပြစေ။အေးပြောပြောချင်တာပြောခဏနေဆိုတော့မင်းပြောလို့ရတာမှမဟုတ်ဘူး။ဒီလိုပါအရှင်မင်းကြီး မိဖုရားကြီးကိုကွက်မြက်ခိုင်းတဲ့ကိစ္စပါကျွန်တော်မျိုးပေါ်ဂျေစုရှိတဲ့လူကျွန်တော်မတက်နိုင်တဲ့အတွက်ဒီတိုင်းလွတ်ပေးလိုက်ပါတယ်အခုချိန်နေမိဖုရားကြီးကအသက်ရှင်ထင်ရှားရှိနေသေးလားဆိုတော့မသိပါဘူးမိဖုရားကြီးကအသက်ရှင်သေးရဲ့ပေါ့ဒါကတော့ကျွန်တော်မျိုးတွေချာမပြောနိုင်ပါဘူးအဲ့ဒီချိန်မှာကျွန်တော်တို့မိဖုရားမတက်လိုက်ဘူးနောက်ပြီးတော့မင်းကြီးတော်မတွေးမိတဲ့အကြောင်းတခုရှိပါသေးတယ်အမတ်ကြီးအမှန်တိုင်းအကုန်ပြောစမ်းမဟုတ်ငါအခုချက်ချင်းတိမ်မိန်ချမှာမိဖုရားကြီးမွေးလာတဲ့ကလေးက တိုင်းပြည်ကိုထိခိုက်စေမဲ့ကလေးမဟုတ်ပါဘူး။ပုံနာကြည့်ပြောတယ်လို့လုံးဝမဟုတ်ပါဘူး။အဲ့ဒါမိဖုရားငယ်ခိုင်းတဲ့အတိုင်းပြောရတာပါ။မိဖုရားကြီးကိုနန်းတော်ထဲကမောင်းထုတ်ချင်လို့ပါမင်းကြီး။အရှင်မင်းကြီးကိုသားတော်မွေးဖွားပေးလို့မနာလို့ဖြစ်နေလို့ပါ။မူးမက်ကြီးမောင်မင်းပါရင်ရှောက်ပြောနေရလေ။မင်းကြီးရှေ့မှာလိန်ညာတဲ့စကားတွေလာလျှောက်တင်ရဲတယ်ပေါ့။တိမ်မင်းချခံမှာမကြောက်ဘူးလားဟင်။နမတော်နမတော်ကဘလို့လုပ်ပြီးဒီညောင်ရောက်လာလဲ။အကူတော့အစစ်နှိမ့်နဲ့မူးမက်ပြောတဲ့စကားကိုအကူတော့ယုံလား။ သူ့တိမ်မင်းချလိုက်ပါ။သူကနှမတော်တို့နှစ်ယောက်သွေးခွဲနေရပါ။သူ့မယုံမနဲ့ရှင်မင်းကြီးကျွန်တော်မျိုးပြောတာမယုံရင်ပုံနာကြီးကိုခေါ်ယူစစ်ဆေးမေးမြန်းလို့ရပါတယ်။အရှင်မင်းကြီးသူ့မယုံမနဲ့အပြစ်ရှိတဲ့သူကကိုလို့ယုံတတ်ကြတာကြီးပဲ။ရဲမတ်တို့အမတ်ကြီးကိုအမောင်ခန်းထဲမှာသွားချုပ်ထားလိုက်။ငါသူ့မေးမြန်းစရာရှိသေးတယ်။အကိုတော်ရဲ့အကိုတော်သူ့မေးမြန်းလဲသူကစင်ချေတွေပေးမှာပဲ။သူ့တိမ်မင်းသာချလိုက်ပါတော့။မရပါဘူးနှမတော်။အကိုတော်ကအရှင်မင်းကြီး ကိစ္စတစ်ခုလွယ်လွယ်ဆုံးဖြတ်လိုက်လို့မရပါဘူးဒီကိစ္စအရေးကြီးတယ်ငါကိုတော့အမှန်တရားကိုရအောင်ရှာမယ်ချက်ချင်းတိမ်မိန်ပေးလိုက်လို့ဒီကိစ္စသာအမှန်တရားမဟုတ်ခဲ့ရင်တိုင်းသူပြည်သားတွေကအကိုတော့ဘယ်လိုမြင်ကြမလဲတွေ့မှန်အမှတ်ကြီးဒင်းကငါ့ကိုတစ္ဆာဖောက်ရဲတယ်ပေါ့လေဒီမှာပုံနာကြီးငင်သာအရှင်မင်းကြီးကိုအမှန်တိုင်းပြောပြလို့ရတော့တွေ့မှန်မဟုတ်ရင်နှိမ့်မိသားစုတစ်ခုလုံးဒုက္ခရောက်စေရမယ်မိဖုရားငယ်ကိုတစ္ဆာမဖောက်ရဲပါဘူးအော်ပုံနာကြီးကဒီကိုရောက်နေရအောင် ငါအကြိုက်လရှာနေတာကျွန်တော်မျိုးဘာခိုင်းဆက်ရှိလို့လဲရဲမက်တွေလာခေါ်ခိုင်းလဲရပါတယ်ရှင်မင်းကြီးအရှင်မင်းကြီးကိုယ်တိုင် ကြွချီလာเสียမလိုပါဘူးရှားတယ်ငါမောင်မင်းကိုအရေးကြီးစစ်ဆေးเสียရှိလို့ကျွန်တော်မျိုးဘာကြည့်ပေးရမလဲအခုတရားခုံရုံ လိုက်ခဲ့ဟုတ်ကဲ့ပါ ရှင်မင်းကြီးချက်ချင်းလိုက်ခဲ့ပါမယ်ပုံနာကြီးအသက်ဆက်ရှင်ချင်နေသေးတယ်ဆိုရင်ငါကိစ္စလုံးဝဖွင့်မပြောမစင်နဲ့ တိုးရဲမှာတော့ကိုကိုတို့ကခီးဆက်နေနေနဲ့မမအဖြစ်ကိုပြောင်းလဲနေပါပြီသူတို့အိမ်နေတော့မှအကူညီတောင်းနေတဲ့အတန်ကိုကြားလိုက်ရပါတယ်ဟင်ဒါအကူညီတောင်းနေတဲ့အတန်ပဲနှဆိုးကြီးသွားကူရအောင်လေကြားကြီးရဲ့ငါ့ကိုလာမစားပါနဲ့ငါသားကိုငါလိုက်ရှာရမှာငါ့ကိုစားမယ်ဆိုရင်လဲနောက်ဆုံးနေနဲ့ငါသားကိုတွေးပြရစေအောင်ကြည့်ရတာတီကြရငါပြောတော့နားမထောင်လာဘူးအနုအနည်းနဲ့ပြောလို့မရဘူးလား မိဖုရားကြီးကတခုခုလုံမှန်ကြံတော့မှ ကြားကြီးကထွက်ပြေးသွားခဲ့တယ်။အမလီတကယ်လုံမှန်ထင်းနေ啊နင်းလက်တီမှာကြောက်တာပဲ။အတန်ကဒီဘက်ကနေလာတာပဲနှတ်ဆိုကြီး။ဘယ်နားမှာပါလဲ။အော်ဟိုမှာဘာကူညီပေးရမလဲတော်တော်။ဘယ်ရကလေးပါလဲတော်ရရောက်နေတာ။ဘာမှမဟုတ်ပါဘူးတူလေးရဲ့။ကြားရတော်တော်အန်ဒီပြုတ်ဖို့လာတာ။အဲ့ဒါကြားရမောင်းထုတ်လိုက်ပြီ။ဒီတော်ရဲ့မျက်နှာငါရှင်းနေတယ်လို့ပဲ။ငါဘယ်မှာတွေ့ဖူးတာပါလဲ။ ငါ့အမေနဲ့တူလိုက်တာ။အော်ဒါဒါငါ့အမေပဲဖြစ်ရမယ်ငါ့အမေ။တားကဘာတူလဲ။ဘာလို့ငါ့ကိုအမေလို့လာခေါ်နေရလဲ။ဟုတ်ပါတယ်။တတော်ကကျွန်တော်ရဲ့အမေပဲ။အမေကျွန်တော်မွေးတော့မမှတ်မိဘူးလားဗျာ။မွေးမွေးပြီးချင်းတိမ်မင်းချခံရတာလေ။ဒါအမေသားပါဗျာ။ဒါပဲမဲ။အဲ့ဒီတုန်းကတားရောညင်းကြီးခန္ဓာကိုယ်ထဲမှာဘလူးရုပ်ကြီးနဲ့လေ။အမန်တော်သားတို့ကနှစ်သားဖြစ်ကနေဆင်းသက်လာတာပါဒီခန္ဓာကိုယ်တစ်ခုထဲမှာသုံးယောက်အတူတူနေရတာပါ ရာသီအလိုက်ရုပ်တွေပြောင်းလဲသွားတာဖယားဖယားတကယ်လားရင်ဒါအမေသာအဆက်လားဖယားရှင့်ကိုကျေးဇူးတင်ပါတယ်ကျမသားကိုခုချိန်ထိအသက်ရှင်အောင်ဆောင်ရှောက်ထားပေးလို့အမေသားကိုမတွေ့ရတော့ဘူးလို့ထင်နေတာသားရဲ့ဒါမင်းညောင်ပြန်တွေ့တဲ့ချိန်မှာအယံကိုပျော်ရှင်သွားခဲ့တယ်။ဘာခိုင်းစရာရှိလို့ပါလဲမင်းကြီး။ပုံနာကြီးမင်းကငါကိုတော်နဲ့နေလာတာလဲကြာလာပြီဆိုတော့အမှန်တရားဘလို့လဲဆိုတော့ပြောပြနိုင်မလား။ဘာအမှန်တရားပါလဲရှင်မင်းကြီး။ မိဖုရားကောင်းကြီးကလေးမွေးတော့ကငါသားကိုတိုင်းဖြတ်ပြစ်ဖြတ်မဲ့ကလေးဆိုပြီးတွက်ပေးခဲ့တာမလားအမှန်အတိုင်းပြောလာခဲ့မဟုတ်ရင်မင်းနဲ့မင်းရဲ့မိသားစုတိမ်မိတ်ချခံရလိမ့်မယ်မဟုတ်ပါဘူးရှင်မင်းကြီးကျွန်တော်မျိုးသေးချာတွက်ချက်ခဲ့တာပါတေးချလာပုံနာကြီးငါစုံစမ်းလို့ရလို့တော့တိမ်မိတ်မယ်နော်တကယ်ပါရှင်မင်းကြီးမလိမ်ရဲပါဘူးဖေဒီတစ်ခါတော့ဒုက္ခပါပဲပြောလဲသေးမပြောလဲသေးကောင်းပြီဒါဆိုသွားလို့ရပြီ တလောက်ပဲဟုတ်ကဲ့ပါရှင်မင်းကြီး မိဖျားငယ်အခုအရှင်မင်းကြီးကစပြီးတန်တရားဝင်နေပါပြီတကယ်လို့မင်းကြီးသာတိသွားရင်ကျွန်တော်မျိုးတို့လွတ်မှာမဟုတ်ဘူး။အိုးနင်ကလည်းအကိုတော်တိအောင်မလုပ်နဲ့လေ။မှတ်ထားနော်။အကိုတော်တိသွားရင် ပထမဆုံးတတ်ခံရမယ့်သူကနင်မယ်။ပြောလဲသေးမပြောလဲသေးပါလား။အသက်ကိုဖက်နဲ့ထုတ်ထားနေရတာပဲချိန်သေးမလဲမသိဘူး။အမေကဘလို့လုပ်ပြီးတောထဲကိုရောက်နေရလဲ။အမေကဒေတန်ပြေးခင်ရပြီ။နန်းတော်ထဲကနေထွက်တဲ့ချိန်မှာ ရဲမက်တွေကတနာလို့မတက်ပဲလွှတ်ပေးလိုက်တာအမေလည်းတီတော်ထဲမှာတေးထိုးပြီးနေရတာကြားအန်တယောက်ကြောက်နေရတဲ့အတွက်အဆိုင်ရီစာလည်းကောင်းကောင်းမစားရပါဘူးတားရဲ့ဟိုကြားကောင်လားမနေ့ပြန်ထက်လာရင်တော့ကျွန်တော်ဆုံးမလိုက်မယ်ကြားကြီးကိုဆုံးမလို့ပြီးသွားရင်အမေကိုတိမ်မိတ်ပေးတဲ့အဲ့ဒီတိုင်းပြည်ကလူတွေအားလုံးလက်စားချေပြစ်မယ်လွတ်ထားလိုက်ပါတားရဲ့သူကမိမဖြစ်သူတော့မယုံမဲပုံနာကြီးကိုတွားယုံတာပုံနာကြီးကလည်းအမေကိုဘလူးနဲ့လင်းငယ်နေတယ်ဆိုပြီးပြောအောင်ဖီအားပေးခံရတာနေမှာ မဟုတ်ရင်လဲအမေရဲ့တိတ်ကဝွကျွေးနေမှာပေါ့တားရဲ့ဒါဝွကျွေးမဟုတ်ဘူးအမေအဲ့လိုလူသင်ငန်းစာပေးမှရမယ်ဒါမှလှုပ်တင်မလှုပ်တင်သိမှာအမေသားကိုနန်းတော်ထဲခေါ်သွားပေးရမယ်ထားလိုက်ပါတော့တားရဲ့အခုအမေကတားလို့ပြန်တွေ့ရပြီပဲအမေတို့တားမင်းရောက်တူတူနေရရင်ကိုပျော်ရွှင်နေပါပြီတားကိုအမေမဆုံရှုံချင်ဘူးတားဘယင်ကြီးကတော့ဘသူ့ကိုယုံလို့ယုံရမှန်းမသိဖြစ်နေပါတယ်မူးမတ်ကြီးကလည်းအခုလိုဖြစ်အောင်လုပ်နေတာကမိဖျားငယ်လို့ပြောတယ်ပုံနာကြီးကလည်း သူတေချာတွက်ချက်ပြီးမှပြောတာလို့ညင်းနေပြက်တနာရဲ့အစာကသူမိမနှစ်ယောက်ယူလိုက်တဲ့နောက်ဆက်တွဲပြက်တနာပဲဘသူယုံရင်ကောင်းမလဲတေချာလာစမ်းစားကြည့်တော့မိဖုရားကြီးကဘလူးနဲ့မဖောက်ပြန်လာဘူးဒီကိစ္စအမှန်တကယ်ဘလို့လဲပုံနာကြီးဒီအစိုက်ကိုယူပြီးဘုရင်မင်းကြီးစားမဲ့အစားစာတဲ့ရအောင်သွားတဲ့ဘုရင်ကြီးသာနှဲ့ရွာဆန်သွားရင်ဒီအတိုင်းပြုံကအောက်ချုပ်လို့ရပြီမမြလွန်းလာမိဖုရားငယ်ဘာလဲ ပုံနာကြီးကငင်းချင်လားမဟုတ်ပါဘူးမိဖျားငယ်ကျော်အဲ့ဒါဆိုရင်လည်းမြင်မြန်လို့ဒီနောက်မှာပုံနာကြီးကမိဖျားငယ်ခိုင်းတဲ့အချိန်မှာအစိတ်ခတ်လိုက်ပါတယ်ပြင်းမင်းကြီးအစိတ်မိပြီးနောက်ချက်ချင်းအိရာတဲ့လဲကျသွားတယ်ဒီကိစ္စကိုမိဖျားငယ်နဲ့ပုံနာကြီးသာသိပြီးဘသူမှမသိပါဘူးတမားတော်ဆယ်ယောက်အယောက်20ခေါ်လာတာတော့မှမင်းကြီးကတတ်တာလာခြင်းရှိပါဘူးရဲမတ်တို့အမတ်ကြီးရောအချုပ်ခန်းနဲ့လွတ်ပေးပြီးငါ့စီချက်ချင်းခေါ်လာခဲ့ အမတ်ကြီးရောက်ပါပြီဘင်းကြီး။ကဲမင်းတို့ထွက်သွားလိုက်အောင်။ဟုတ်ကဲ့ပါဘင်းကြီး။အရှင်မင်းကြီးဘယ်ချိန်ကယောဂဝေဒနာခံစားနေရတာပါလဲ။မင်းငေါ့မေးစရာမလို့။ငါမေးတာပဲဖြစ်။ငါမင်းကိုနောက်ဆုံးနေနဲ့မေးမယ်။ငါရဲ့သားတော်ပုံနာကြီးကမဟုတ်မမှန်တွက်ချက်ပေးလိုက်တာဟုတ်တယ်မလား။ကျွန်တော်ကောင်တသက်ထားပြီးပြောနိုင်ပါတယ်။ပုံနာကြီးနဲ့မိဖုရားငယ်ကပူပေါင်းပြီးတိုင်းပြည်ကိုတင်ပိုက်ဖို့ကြံစီနေရပါ။ငါယောဂဘယ်လိုလုပ်ပြန်ကောင်းလာနိုင်မလဲ။ ကျွန်တော်မျိုးသိရတဲ့လောက်ဆိုရင်တော့အဲ့ဒီအစိတ်မျိုးကယောဂါရှာဖွေလို့မရပါဘူးကျွမ်းကျင်တဲ့တမားတော်ရှာလာတာလွဲလို့ပေါ့ကောင်းပြီငါဝေဒနာကိုကုသပေးနိုင်မယ်တမားတော်နေရာတကာသွားရှာလာခဲ့ငါယောဂါကိုကုသပေးနိုင်တဲ့သူကိုတိုင်းပြည်တော်ဝယ်အုပ်ချုပ်ခွင့်ပေးမယ်ပြီးတော့မင်းလက်အပြစ်ကနေလွတ်မြောက်မယ်မင်းပြောတဲ့ကိစ္စဒါအမှန်မဟုတ်ဘူးဆိုရင်မင်းကောင်းပြတ်ပြီးသားမှတ်တော့အရှင်မင်းကြီးကကျွန်တော်မျိုးမယုံနိုင်သေးရလားအခုမင်းကြီးခံစားနေရတဲ့ဝေဒနာမိပြားငယ်လောက်တဲဆိုတာကို အခုငါဘသူ့ကိုမှယုံကြည်လို့မရတော့ဘူး။ဒီခါနီးမှအတိတရားရနေတာ။ဒါတော်တော်လုံနေပြီနော်အမတ်ကြီး။အမတ်ကြီးကိုတိမ်မိတ်ချလိုက်ရမလား။စမ်းကြည့်လိုက်ပါဘင်းကြီး။ကျွန်တော်မျိုးတိမ်မိတ်ချရင်မင်းကြီးလည်းတိမ်မှာ။ဘသူကမင်းကြီးကိုကယ်မှာလဲ။ဘသူမဆိုကြီးစုစောင့်ရှောက်ရမယ်မိသားစုရှိတယ်။မင်းကြီးကိုကူညီတယ်ဆိုရင်မိဖုရားငယ်ကတိသွားမှာ။အဲတော့သူတို့ပဲဒုက္ခရောက်မှာ။တယောက်တည်းလည်းမဟုတ်ဘူး။တစ်မျိုးလုံးတစ်ဆွေလုံးဒုက္ခရောက်မှာ။မယုံရင်ကျွန်တော်မျိုးတိမ်မိတ်ချကြည့်လိုက်ပါ။ အေးကောင်းပြီလေငါမင်းကိုယုံကြည်ပေးလိုက်မယ်ရဲမှတ်တယ်လွတ်ခိုင်းပြီငါ့ကိုအနီးကပ်ပြုစုခိုင်းနောက်ဆုံးတော့လဲတီမာကြောက်သားပဲမင်းဘာတွေပြောနေရလဲအမတ်ကြီးဘာမှမပြောပါဘူးမင်းကြီးကလည်းငါပြောမဲ့စကားတော့သိနေလားပဲအဲ့ဒီနောက်အမတ်ကြီးလည်းမင်းကြီးကိုကုသပေးနိုင်မယ်အတော်ဆုံးစေးသမားတော်လိုက်ရှာခဲ့ပါတယ်တတင်းထူပါတယ်တတင်းထူဒါဘီရင်မင်းမြတ်ရဲ့အမိန့်တော်ပါတကယ်လို့ဘီရင်မင်းမြတ်ရဲ့ဝေဒနာကိုကုသပေးနိုင်ရင် တိုင်းပြည်တော်ဝက်တည်းအုပ်ချုပ်ခွင့်ရမှာပါတပိုင်းနေတော်ဝက်တွေနဲ့သူတို့ပါတွေအော်နေရလဲသူတို့ကချင်းစည်းခွေလိန်ရောက်နေရထင်တယ်တခုဝယ်တခုလက်ဆောင်ဟုတ်တော့တယ်ကွာတတင်းကောင်းပါပါတယ်တတင်းကောင်းနန်းတော်တွေကတတင်းပါပါတယ်တကယ်လို့ပရင်မင်းကြီးရဲ့ယောဂါကိုကုသပေးနိုင်ရင်တိုင်းပြည်ကိုတော်ဝက်တည်းအုပ်ချုပ်ခွင့်ရမှာပါစိတ်ဝင်စားတဲ့ဆွေတော်မင်းကြီးကိုလာရောက်ကုသကြည့်လို့ရပါတယ်ကြားမမရွေးရပါတယ်ဗျာစိတ်ဝင်စားစရာပဲနော် စူကြီးနေနဲ့တိုင်းပြစ်တော်ဝဲအုပ်ချုပ်ခွင့်ရမှာဆိုတော့အမေကိုနန်းတော်တဲ့ခေါ်သွားနိုင်တာပေါ့ဟုတ်သားပဲသွားဆန်းကြည့်မယ်ဒီလိုနဲ့မမောင်လဲနန်းတွင်နဲ့ဝင်ပုံဆုံးဖြတ်လိုက်တယ်သူမသိတာကသူ့ကိုမောင်းထုတ်ဖူးတဲ့လူဆိုတာပဲအတော်ဆုံးစေးသမားတော်ကိုကြညာထားပြီးပါပြီဒါပေမဲ့မင်းကြီးရဲ့ယောဂါကိုလာကုနိုင်တဲ့သူမရှိပါဘူးဒါမှမဟုတ်လာမကုရဲတာအရှင်မင်းကြီးစိတ်ပန်းဖြတ်ထားရတော့မထင်နဲ့ဘသူကတော်တဲ့ကျွမ်းကျင်တဲ့စေးစရာမရှိဘူးလို့ပြောလဲဒီမာလီ အတော်ဆုံးစိတ်ဆရာဘယ်ယောဂမဆိုကုသပေးနိုင်နဲ့မျက်နာမြင်ဘူးတလို့ပဲမောင်မင်းကတကယ်ကုသပေးနိုင်လားဟုတ်သားပဲဒီပိုးတော်ပဲကြားအန်တီကနေလွတ်လာနိုင်တာတောင်ယောဂလာဖြစ်နေသေးတယ်တတော်ရံများတာပဲဘလို့လဲမောင်မင်းမင်းကောတတ်တောင်ကုသပေးနိုင်တိုင်းပြည်တော်ဝဲအုတ်ချုပ်ခွင့်ပေးမယ်ပြင် တောင်းဆိုစရာတခုပေးမယ်ဂတိတီပါစေနော်မမေ့ပါကွာမြင်မြန်တာလာကုသပေးနတ်ဆိုးကြီးအလောက်စားတော့မမောင်နဲ့နတ်ဆိုးကြီးတော့ပူပေါင်းပေး နင်းကြီးရဲ့ယောဂကိုကုသပေးလိုက်တာနင်းကြီးယောဂချက်ချင်းတက်တာလာပြီးဘာမှမဖြစ်ဘူးလို့ဖြစ်သွားတယ်။ဒီမောင်မင်းကတကယ်တော်တာပဲ။ငါလည်းပေးထားတဲ့ဂတိတိုင်းတီးရမှာပေါ့။ရဲမက်သူအုပ်ချုပ်ရမယ့်ဘိုင်းလိုက်ပြပေးလိုက်။နေစရာထိုင်စရာလည်းပြလိုက်။အိုးပျော်စရာကောင်းလိုက်တာ။မင်းမဲပျော်နေလိုက်။ငါ့ကိုမေ့ပြီလား။အမေရေအမေဒါတတင်းအောင်ပြောပြစရာရှိရဲဗျ။ဒီနေ့ကျွန်တော်ဒီဘေးနာတိုင်းပြည်ကနေ တိုင်းပြစ်တော်ဝဲအုတ်ချုပ်ခွင့်ရထားတယ်။မနေ့ပြန်နန်းတော်ရဲပြောင်းနေကြမယ်နော်။ဘလို့တာတာပါသွားလို့လို့တိုင်းပြစ်တော်ဝဲတောင်အုတ်ချုပ်ခွင့်ရတာလေတာ။ပြင်ကြီးကအစိမ့်မိညာလေ။အဲ့ဒါတာသက်တောင်ကုသပေးလိုက်တာ။အဲ့ဒါစုတော်ငွေနေနဲ့တိုင်းပြစ်တော်ဝဲအုတ်ချုပ်ခွင့်ပေးတာပါ။မနေ့ပြန်နန်းတော်ရဲကိုပြောင်းနေကြမယ်နော်အမေ။နောက်နေ့မှာတော့သူတို့တွေကနန်းတော်ရဲကိုပြောင်းနေကြတယ်။မိဖုရားကြီးကသူ့ယောက်ျားရဲ့တိုင်းပြစ်ဆိုတော့သိနေပေမဲ့မပြောပြခဲ့ပါဘူး။မမောင်ကသူ့အဖေကိုမကောင်းကြံမဆိုးလို့ပါ။ ဘလို့လဲပုံနာကြီးနဲ့ကောက်ကျစ်တဲ့မိဖျားငယ်ဘာစင်ချေတဲ့ပေးအောင်မလဲဟင်းအကိုတော်သိပြီဆိုမှတော့နှမတော်မှာပြောစရာစကားမရှိပါဘူးအပြည့်အဝအပြည့်ပေးနိုင်ပါတယ်ကောင်းပြီလေရဲမတ်တို့ဒီနေရက်ကိုသွားတက်ပြီးအသားကိုမိเจ้าနဲ့ကျွေးလိုက်အရှင်မင်းကြီးတက်ပြီးတော့မိเจ้าကိုကျွေးမဲ့တူတူ အစိမ့်လိုက်ကျွေးတာပိုမကောင်းလားကောင်းတယ်မင်းတို့ကြိုက်တယ်လို့လှုပ်လိုက်ဘလို့လဲရင်အမေ နန်းတော်ထဲမှာနေရတာတောထဲမှာနေရတာထက်ပျော်လာရင်음ကျင်သားမရသေးလို့ထင်တယ်တောထဲမှာနေရတာလည်းမပျော်ဘူးသားရဲ့ဒါဆိုနေရနဲ့ရှင်းနေသွားအောင်နေရဆောင်လိုက်ကြည့်လိုက်လေအမေကျွန်တော်အလုခဏသွားမယ်နော်ဒီထဲမှာအမေဘသူမှလာထိခိုက်ရဲမှာမဟုတ်ဘူးမမောင်မရှိတော့ဘယင်ကြီးကနန်းတော်ထဲကိုလှည့်ပတ်သွားလာရင်မိဖျားကြီးနဲ့နောက်တစ်ခါပြန်ဆောင်ခဲ့ပါရင်음ဘသူပါလေအနောက်ကနေကြည့်တာမြင်ဘူးတလို့ပဲဒီကိုလုံးကိုပေါင်းနဲ့ဟာ မိမိဖျားကြီးမိဖျားကြီးပါလားဘလို့လုတ်ပြီးတီယိုရောက်နေရလဲဘသူကရှင်ရဲ့မိဖျားကြီးလဲကျမရှင့်ကိုမသိပါဘူးရှင် ကို့ကိုအဲ့လိုမပြောပါနဲ့ကွာကိုမင်းကိုတေချာမှတ်မိတယ်မင်းအရှင်ကငါရဲ့မိဖျားကြီးအခုလည်းငါရဲ့မိဖျားကြီးငါရဲ့မိဖျားနေရာမှာပြန်နေပေးပါနော်လုံးဝမဖြစ်နိုင်ပါဘူးရှင်ရှင်ကျမပေါ်ပါလို့ခဲ့ဘူးလဲဆိုတော့မမှတ်မိတော့ဘူးလားဖြစ်ခဲ့တာတွေကအထင်လွဲစရာတွေပါအခုချက်ချင်းရက်လိုက်ဆန်းအဖိုးကြီးကျုပ်အမေကိုဘာလို့မလုပ်လဲ ဒီနေရာကျုပ်အုပ်ချုပ်ခွင့်ရတဲ့နေရာ ခမားလာရှုပ်ပိုင်ခွင့်မရှိဘူး။တမားတော်ကြီးကဒီမင်းကလေးကိုဘယ်လိုခေါ်လိုက်တာ?အမေဟုတ်လား။တတဆို तू ကကိုတို့သားလေးပေါ့နော်။ဒီမှာအရှင်မင်းကြီးရှင်ဟာသားအောင်မပြုတ်စုတဲ့ပြင်နန်းတော်ထဲကနေတောင်မောင်းထုတ်လိုက်သေးတယ်။ရှင်မသားလို့ခေါ်ပိုင်ခွင့်မရှိဘူး။အော်အမေဒီမင်းကြီးကကျွန်တော်အဖေလား။ဒီလူလားအမေကိုတေးတံပေးရလို့ကောင်းပြီ။ဒီနေ့သားအမေအတွက်လက်စားချေပေးမယ်။အဝေးကြီးလက်ရှာစရာမလိုဘူးပဲ။ ဒီနေရာထိကိုလိုက်လာတာမမမလောက်ပါနဲ့သားရဲ့သားဖေရှင်းပြတာနားထောင်ပါအောင်ကွယ်ဒါဆိုလဲပြောကြည့်ပါအောင်ဘယင်ကြီးဘယင်ကြီးကလည်းသူ့သားမင်းယောက်ကိုဖြည့်ချောင်းကုံစင်နားလျောင်ရှင်းပြလိုက်တယ်ဒီနောက်မှာနတ်မင်းကြီးလည်းသူ့ညီကိုသုံးယောက်ကိုကူခွဲပေးလိုက်တယ်မင်းကြီးလည်းသူ့သားသုံးယောက်ကိုညီတူညီမျှတိုင်းပြည်ကိုခွဲဝေပေးလိုက်ကြတာပေါ့ဒီလိုနဲ့ပဲဆက်လန်းလေးကပြီးဆုံးသွားခဲ့ပါတယ်ရှင်ပရိသတ်တွေအားလုံးပဲဆက်လန်းလေးကိုသဘောကျမယ်လို့ယုံကြည်ပါတယ် အခုလိုမျိုးဆက်လက်တွေကြည့်ရတာသဘောကျရယ်ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်ပါရှင်။